အားလုံးပဲမင်္ဂလာပါ CD Insider from Bahama ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ခုနလပိုင်းတရက်နေပါဒီမနက်စောပိုင်းပါပဲမယ်ကျေးဇူး CD ကအဲဒီလာတဲ့နဲ့ကံပြီးတော့ကျွန်တော်တို့ CWC ရရင်ပြီးတော့ talk ပါလို့ရတယ်ဘယ်လိုအားလုံးရဲ့တွေ့တယ်မှာအဲ့ဒီပွဲဟာကြီးရောက်နေမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်မနေ့ကအဲဂရီပေးထားတဲ့အချိန်ဂွာဒီယိုလာရဲ့ နဲ့ပတ်သက်တဲ့ဆောင်းပါးတစ်ပုဒ်အင်မတန်ကောင်းတဲ့ဆောင်းပါးပေါ့နော်ဒီ athletic ကမှတင်လာတဲ့ဒီအင်မတန်ကောင်းတဲ့ဆောင်းပါးလေးကျွန်တော်ဒီမှာပဲမျှဝေသွားမှာဖြစ်ပါတယ်ဒီစံထဲမှာပြောနေတာကတော့ဘောလုံးပွဲတွေရရလက်တခုလေးကိုပဲခံစားရတယ်မဟုတ်ပါဘူးပေးပို့မှုတွေတိုင်းအဲ twin goal တွေတိုင်းအဲခံစစ်တိုက်စစ်စီတိုင်းရေလျောင်းတွေတိုင်းကိုလိုက်ခံစားရတယ်။ရာလက်တွေကိုလိုက်ခံစားနေရတာပေါ့ပေါ့ကျွန်တော်ဘောလုံးမှာနိုင်ရှိမယ်ရှုံးရှိ။ဒါကဒါမှတယောက်ချင်းစီက ဘုဒ္ဓဘာဥပမာပုံထုတ်လာလိုက်နိုင်တယ်ပုံထုတ်လိုက်နိုင်ဒါတွေဒါဘောလုံးရဲ့ကဘာဝတွေပေါ့နော်ဆိုလိုရင်ကျွန်တော်တို့လည်းဘောလုံးတွေခြိလာတာတိတ်တော့မချသေးရင်မဲ့ CD စင်းတွေဆိုလည်းတချို့ post screen season တွေကြာပြီပေါ့နော်အဲ့တော့အခုအသင်းကစူပလာတွေနဲ့မရင်းနေဘူးဆိုရင်တော့ထားလိုက်ပေါ့နောက်ဘုံအသင်းကလည်းရရင်ရလိုက်လေစူပလာတွေအကုန်လုံးကြာပြီးသားဖြစ်တယ်တော့အဲသိပြီးတော့လားအပြင်းထန်ခံစားရတဲ့အရွယ်တော့ဟုတ်တော့ပါခင်ဗျ Okay ပါ ကျွန်တော်တို့စောင်းပါစီသွားလိုက်ရအောင်မေးလွယ်မေးလွယ်ပြောက်လွယ်ဘောလုံးခစ်ကြည့်တဲ့အဖက်ဂွာဒီယိုလာဆိုတဲ့အကြောင်းပြောမှာဖြစ်ပါတယ် James from Casey စောင်းပါ Natal Nacedo ma being in Tefes and music Yoshin to a yaw hnit nin bwe ma Kanuyi ga Zalandapo ku Bay Hari ya tae tae yin bo phit se de le ne ဇလန်တပုတ်ရဲ့စိတ်လုံရှားရခြင်းဆိုတဲ့အကြောင်းကိုပြန်လည်မျှဝေသွားခဲ့ပြုပါတယ်အဓိကကတော့သူပြောတာကတေခြင်းတရားကိုရင်ဆိုင်ရခြင်းပဲဇက်ကောင်ကအဲ့ဒါကိုနားလည်မှုနဲ့သူလှုပ်ရှားရုံးကံပြရဖြစ်ပါတယ်အဲ့ဇလန်နဲ့မှာဘေးနဲ့ထက်ကလာကဘာကြီးကိုပေါင်းစည်းနိုင်မဲ့အဲတချင်းမျိုးရေးဖို့ပြက်ကွက်ခဲ့တယ်ပေါ့နော်အဲ့သူတို့နှစ်ယောက်လုံးကမကသူတို့မိသားစုဝင်နေပါနောက်ဆက်တွဲတွေရင်ဆိုင်ရပါတယ် အဲ့ဒီတော့ universe ကိုကဲတင်ဖို့တခြင်းတပုတ်တော့မဖြစ်မနေဖန်တီးဖို့လိုလာပါတယ်ဒီလိုမျိုးမဟုတ်ရင်အားလုံးအဆုံးသက်သွားမှာအသူရဲ့ဇက်ကောင် touch လို့ပဲခနူးဤတယောက်အလိုက်ထိုင်မလေးလို့မပေါ်လို့နဲ့အဖြေကိုဖြေချပြီးတဲ့နောက်မှာလိမ့်နိုင်ရှိုးရဲ့အခန်းအနောက်ကနောက်ထပ်မင်းကိုတခုကိုဆက်ပြီးမေးလိုက်ပါတယ်အတိုင်းပြောရမယ်ဆိုရင် what do you think happens when we die ငါတို့တည်ပြီးတဲ့အခါဘာဆက်ဖြစ်မယ်လို့မင်းထင်တယ် ကနူးကြီးထိုင်ကိုကြောမီထိုင်လိုက်ရင်လည်းလေနေရရှူသွင်းလိုက်ပါတယ်စက္ကန့်ပိုင်းလောက်ငင်းနေအောင်စဉ်းစားပြီးတော့မှမမျောလင်းပဲဘူးချတိမ်မွေးတဲ့အဖြစ်တခုပေးလိုက်တော့သူဆိုတော့ငါတို့ချစ်တဲ့သူတွေကငါတို့လွမ်းဆွတ်တတိယနေပါလိမ့်တယ်လို့ပဲဘုံဝင်ခိုက်เสียစိတ်ကူးစိတ်တဲ့အဖြစ်တခုပဲအဲ့တော့ Man City နီးပြကြီး Pep Guardiola စီက အပေါ်ကပြောခဲ့တဲ့အယူအဆမျိုးတစ်ထက်တည်းကြားခဲ့ရတာတော့မဟုတ်ပါဘူးမေလမှာကျင်းပခဲ့တဲ့ FA Cup Final ပွဲချုံမှာအမင်းသားကြီးခနူးရီကိုမေးခဲ့တဲ့မေးခွန်းပြီးတော့ဂွာရီယိုလာကိုတိုက်ရိုက်မမေးခဲ့ပါဘူးသို့တော့ဘက်ကသူ့ရဲ့ဘဝသူ့ရဲ့ဘောလုံး legacy နဲ့ပတ်သက်လို့တော့ပြန်ပြောင်းပြောပြသွားပါတယ်ငါတို့တည်လွန်တဲ့အခါငါတို့မိသားစုဝင်တွေက၂ရက်၃ရက်လောက်တော့ငိုကြပါလိမ့်မယ်ဒီနောက်တော့နောက်တော့မင်းကိုမေးပြစ်လိုက်ကြပါဦး နီးပြလောကမှာတော့တော်တဲ့လူတွေရှိမယ်ညံ့တဲ့သူတွေလည်းရှိပါအရေးကြီးတာကတော့တော်တဲ့နီးပြတွေကတော့အမြဲအမှတ်တရရှိကြပါတယ်ဘောလုံးသမိုင်းမှာတော့ Guardiola ဆိုတဲ့နာမည်ကခိုင်မြဲနေပါတယ်အလားတူလောအောင်ပွဲတွေရတဲ့စူဖလာတွေများစွာရခဲ့တဲ့ဘောလုံးပွဲတွေကိုပြောင်းလဲစေသူလို့လည်းအသိအမှတ်ပြုခံရပါတယ်တက်ဆိုင်ရာလီးတွေမှာသူနီးပြနေစမှာပဲစပိန်နဲ့ဂျာမနီတို့ကကမ္ဘာဖလားစုခုခဲ့တယ်ဒါရီကသူ့ရဲ့လွှမ်းမိုးမှုတွေကိုပြဆိုနေတာပါ အင်္ဂလန်ကတော့စမ်းဆောင်ပြဖို့ကြံနေသေးပေမဲ့လာမယ့်နှစ်မှာတော့ဖြစ်လာနိုင်မလားကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရပါမယ်။အင်္ဂလန်အသင်းစမ်းဆောင်နိုင်သည့်ဖြစ်စေမစမ်းဆောင်နိုင်သည့်ဖြစ်စေဂွာဒီယိုလာ၈ရာသည်မန်ချက်စတာစီးတီးမှာဖြတ်တန်းခဲ့တာဟာအင်္ဂလန်ရဲ့ဘောလုံးရေဝံပြောင်းလဲစေခဲ့တယ်ဆိုတာကတော့ရင်းလို့မရပါဘူး။အထက်မှာပေါ်ပြခဲ့တဲ့ဟလာစိတ်သက်အာရုံပေါ်ရမှတ်ချက်ပတ်စီရထွက်လာတယ်ဆိုတာစီးတီးရဲ့အစ္စတန်ဘူအောင်ပွဲနဲ့2023 ငါးသုံးလုံးရာသီကိုဘောလုံးကပါအခက်လွယ်လွယ်မေးပြလိုက်တာနဲ့လည်းဆက်ဆက်နေရရှိပါတယ်ဒီလိုဖြစ်တာလည်းတစ်အချက်က city ရာသူ့ရဲ့ခစ်တစ်ခုတိဆောင်နေတဲ့အချိန်မှာတော့နောက်ဆုံးတော့သူတို့အလှည့်ကျလာပြီသူတို့ရသွားပြီဆိုတော့ပရိသတ်ရဲ့ရှုမြင်မှုကြောင့်လည်းဒါမှမဟုတ်လေဒီဘက်ခေတ်ရဲ့ဖြစ်ရတဲ့ခုအပေါ်အာယုံဆိုင်ဖို့တဖြည်းဖြည်းရော့ကျလာတာကြောင့်လားဆိုတော့တော့စဉ်းစားကြည့်ရမှာ။အဲ့ဘောလုံးပြက်ကရင်ရလည်းကြက်ညက်လာတယ် အသင်းတွေကလည်းပွဲတွေကိုခက်ဆစ်စိတ်ကစားလာရတယ်လို့တရားဒီနဲ့တရားဒီကြားနားကျင်ရလေတူတောင်းလာပါတယ်ဘောလုံးကိုယ်တိုင်ဟိုကမိလွယ်ပြောက်လွယ်ဒီဂျစ်တယ်ကဘာတွေကိုရောက်နေတာအင်တာနက်ပေါ်မှာရှင်ပယ်ရရှိနေတဲ့တဲ့အချက်လက်တွေကြောင့်လည်းအဖြစ်အပျက်တွေကိုမှတ်ထားဖို့ပြန်ပြောင်းသတိရဖို့ဆိုတဲ့လူသားစွမ်းရည်ကိုထိခိုက်လာစေပါတယ်ဘောလုံးပွဲတွေက Instagram Instagram Reel တို့မဟုတ် TikTok ဗီဒီယိုတပုတ်စာလောက်အတွက်ပဲဆိုတဲ့အန်ဒီအမျိုးတွေကိုကြားရောက်နေတာပါ ဖုန်းစကရင်လေးအပေါ်ဆွဲကြည့်တယ်ရေးတယ်ပြုံးတယ်ရှဲတယ်ပြီးတော့ပေးသွားပြီဘာမှမကြံခဲ့ပါဘူးကောင်းတယ်။အဲ့တော့ပြီးတော့နောက်တစ်ခုတက်ကြည့်ရဲအဲကျွန်တော်တို့ဒီမှာ widget ကိုနိုင်တယ်အင်းကိုနိုင်တယ်နောက် juve နဲ့ဘွဲရောက်လာတယ်လို့မျိုးပေါ့အဲ juve နဲ့ဒီစမာတုန်းကစီးကြီးတို့ရင်ဆိုင်ခဲ့ရသေးတယ်မဟုတ်လားအပုံစံအစ်စ်နဲ့ချင်းပါခဲ့တဲ့ champion league အမှတ်ပေးပွဲစဉ်ပါလေအဲ့ဒါကိုကျွန်တော်တို့မှတ်မိသေးတယ်အဲ့တော့လွန်ခဲ့တဲ့တရားဒီကျော်လောက်ကလို့ခံစားနေရတော့အဲ့တော့ duta flavovic ကိုသိခဲ့တဲ့နောက် western မကနီလည်းကိုရခဲ့တယ်ဒါတွေကိုပရိသတ်တွေမှတ်ကောမှတ်မိပါသေးတယ်ကျွန်တော်တို့ဂျူဘီနဲ့ဘယ်တော့ကံကြေလဲတော့မှရှင်းပြမမှတ်မိတော့ဂျူဘီနဲ့ပွဲမတိုင်ခင်လာရီပက်ဘလီကာကသတင်းနောက်တစ်ယောက်ကပက်ကွာရီယိုလာကိုလက်ဝေါ်ခတ်မှာချန်ပီယံဖြစ်ဖို့ဘလောက်ထိစိတ်ရောကိုပါမြုံနယ်ထားတယ်လို့မင်းညံခဲ့ပါတယ်ဖက်ကငါတို့ဒီမှာရောက်နေကြတယ်ရလက်တွေလည်းကောင်းကျင်တယ်လို့အီတလီလိုပြန်လည်းဖြေချခဲ့တယ်ဆက်ပြီးတော့ ပြန်ပွဲပြီးလို့နှစ်ရက်သုံးရက်လောက်နေလူတွေကဒီပြန်ပွဲအကြောင်းပြီးသွားမှာပါအချင်းကြားလေးမေ့လေဆိုလို့ရာသီအစ်စ်ကပရိသတ်တွေလွှမ်းမိုးသွားပြီးတော့ကြံခဲ့တဲ့အောင်မြင်မှုတွေကတော့ဒါ stream ပြေသွားတာပါပဲဥပမာ premier league ပေါ့ဒီတော့ wood net အဖွင့်ပွဲတော်မှာ august လ16ရက်နေ့စရှာတော့မှာဖြစ်ပါတော့တော့ man city တို့က club world cup လာရခဲ့လေအတင်းအတွက်အင်မတန်ဂုဏ်ပြုစရာကိစ္စတွေဖြစ်လာပါတော့ ဒီကျွန်တော်အဲ short boy ပေါ့နော်ဒီရအောင်ကျွန်တော်အဲဒီရမတိုင်ခင်တည်းကပါလာပြန်တာရှင်ဒါပေမဲ့ Guardiola ပြောတာလည်းမှန်ကောင်းမှန်ပါလေပြန်ပွဲပုံစံအစ်စ်ဖြစ်နေတာ UK မှာ Clock Walker ပေါ့တိတ်အထင်တကြီးမရှိလာတာအဲ့ငါတို့ league ငါတို့ league ပဲလားအဲအရူကပါချန်ပီယံအသင်းကလို့ပြောနိုင်လို့လေအင်္ဂလန်အသင်းတွေတော့ဘာမှမဟုတ်လို့ပြန်တုံ့ပြန်ကြတယ်ချန်ခဲ့တဲ့အရင်ချင်းပါတဲ့ပုံစံဟောင်းပါလေဒီလိုပဲဒီပလောက်တမန်ကရှန်ကာပဲပြင်ကြတာဖြစ်ပါတယ် အဲဒီလိုပြည်တွင်းပြန်ပွဲရတာအကောင်းဆုံးပြည်တွင်းပြန်ဖို့ရှင်းနေတာဆိုလို့ချန်ပီယံလိပဲရှိမယ်ဆိုတဲ့ဒါအင်္ဂလန်ကျွန်းသားတွေရဲ့စိတ်တက်အခံကြောင့်လည်းဖြစ်ပါလိမ့်မယ်။ဘယ်တော့ဝေါ်ခတ်တော်မှာသူတို့ရဲ့ပြိုင်ဘက်အနေနဲ့ပြေးတာမဟုတ်ပါဘူး။အဲ့တော့မဖြစ်သေးဘူးပေါ့နော်။မေလာကအင်တာဗျူးမှာပဲဂွာဒီယိုလာကဆက်ပြီးတော့ငါတို့လူတွေကမှတ်မိမလားမေ့ပြစ်လိုက်မလားဆိုတဲ့စိတ်မျိုးနဲ့အသက်ရှင်မနေထိုင်သင့်ပါဘူး။အဲ့တော့ဒါဆိုရည်ရွယ်ချက်ကပါဖြစ်တယ်။ဘာကြောင့်ဂွာဒီယိုလာနှစ်နှစ်တက်တန်းတိုးတာလဲ။အဲ့အနေနဲ့ဘောလုံးကလွေလို့တခြားအရာတွေမသိရကြအောင် လုံမြဲအလုပ်မှာဆက်လုပ်နေရတာမိကွာဘောလုံးတက်တက်ပဲလားဒါမှမဟုတ်အဲတရိယာချင်းတွေရဲ့အလုပ်မှာတစုံတရာများရှိနေမလားဘုနော်တပြားစဉ်ပြောအဂျူဗင်တက်ကို fight 2နဲ့အနိုင်ရလိုက်တာသူကစားသမားတွေရောသူတို့ဘာလဲဆိုတော့ချင်းညာမောင်းခလိုက်တာပဲလို့ကွာရီလာဆိုပါတယ်လာမယ့်ရာသီရဲ့စိန်ခေါ်မှုကငါတို့ဘာလဲဆိုတော့ငါတို့ပြန်လေအတိတ်ပဲဖွင့်ဆိုပြဖို့ပဲလို့လည်းဆက်ပြောပါတယ်။လူတွေကစီတီရဲ့ဘောလုံးရာသီကိုတတိတရရှိတာ မေ့ပြလိုက်တာတွေကသူတို့ထိန်းချုပ်နိုင်တဲ့အရာမျိုးတော့မဟုတ်ပါဘူး။ widget ကိုစစ်စည်းအင်ကို2စည်းနဲ့နိုင်တဲ့ပွဲရဲ့သိငေတာမို့လွယ်လွယ်မေ့ချင်မေ့သွားကြပါလိမ့်မယ်။သို့တော့ဒီနိုင်ပွဲလေးတွေကပဲ Guardiola သွားနေတဲ့အသင်းရဲ့လမ်းကြောင်းမှာရေးပါတဲ့ခြေလွမ်းတွေခြေလှမ်းတွေဖြစ်နေတာ။ကစားပွဲခံနေတဲ့ဝယ်အများကြီးခံစားရတော့ပိုကောင်းပါတယ်။ပွဲခံနေတဲ့အဲမှာပဲအတိပဲရှိတဲ့အခိုက်အတန့်တွေစိတ်ဝင်နေတာ။မေ့လေပြောက်လွယ်ဆိုတာတည်းပြန်ပြောင်းတရိယာချင်းနဲ့သူရှင်တွဲလိုက်ပါလာတဲ့ဘောလုံးကလည်းဘောလုံးပွဲလေး အသေးစားချင်းပါပုံနဲ့ကဘာဖလားတူတောင်းတဲ့ဘောလုံးရာသီတွေကဘာတိုက်ကြီးအသီးသီးရတကယ်ချန်ပီယံတွေကိုပဲပေါင်းပြီးတွေ့ပြီးတဲ့ပြန်ပွဲတွေရလွမ်းစရာ။နောက်ဘောလုံးပွဲတွေတည်ဆုံးသွားရင်ဘာဖြစ်မလဲ။ဘောလုံးပွဲတွေပြီးဆုံးသွားမှမဟုတ်တာတော့သိကြပါရဲ့။ပြန်ပွဲတွေရရှိနေရောပါ။ကယ်ရင်များလို့တဲ့တွေးကြည့်ရရင်ဘောလုံးပွဲတွေချစ်တဲ့သူတွေကဘောလုံးပွဲတွေတတိယနေပါလေ။စစ်မှန်တဲ့အမှတ်တရနေရများကကျွန်တော်တို့ပညာတွေထဲမှာထာဝရရှင်ရင်နေမှာဖြစ်ပါလေ။ ဒါကတော့ James Honcastle ရဲ့29ရက်နေ့ကစောင်းပါကိုကျွန်တော်ပြန်ပြီးတော့ update ချတာဖြစ်ပါတယ်အဲ့တော့ now video တွေမှာကျွန်တော်ပြန်တွေ့ပါမယ် page ကို like and follow လုပ်ထားနိုင်ပါတယ်အားလုံးပဲအစီအစဉ်ကြပါ